ကဲအားလုံးပဲမင်္ဂလာပါသတင်းကောင်းလေးပြောချင်လို့လာခဲ့တာပါခင်ဗျာကျွန်တော်တို့မြန်မာတပ်မတော်ကြီးကကိုကန်းဆိုတဲ့မြောက်တကောင်ထိတ်ထုတ်ပြီးတဲ့နောက်ပလောင်းဆိုတဲ့ DNA လေးကိုထိတ်ထုတ်ပြီးတဲ့နောက်နောက်ဆုံးကြံတဲ့မြောက်သုံးကောင်တည်းကနောက်ဆုံးကြံတဲ့တခဲဆိုတဲ့မြောက်တခဲလေးကိုနော်ကောင်းကောင်းသတ်မှတ်ပေးလိုက်တာ ဝမ်းသာစရာစကားတကလေးတခုကပါလဲဆိုတော့ကျွန်တော်တို့ကြောက်ဖြူမျိုးကြီးကိုနော်ကျွန်တော်တို့မကြခင်အလုံးစုံပြန်လဲထိန်းချုပ်တော့မှာဖြစ်ပါတယ်နော်ကြောက်ဖြူမျိုးကိုမထိန်းချုပ်ရလဲမရဘူးဗျနော်ဘာဖြစ်စောဒီမှာက ARSC တွေကတောင်းကြနေတာအခုကအေးကို ARSC ကသာနိုင်သွားလို့ရှိရင်ရခိုင်ပြည်နယ်ကနော်ရိုဟင်ဂျာနယ်ဖြစ်သွားမှာ เนาะအဲ့ဒီခါကျတော့အေးရလဲပညာသားပါပါနဲ့နည်း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 ကြီးစီပြန်ပေးမဲ့သဘောမှရှိတယ်။ तू ကလည်းခေါက်ခံမှာမဟုတ်ဘူးဗျ။ဒီဘက်ကလည်းတိုက်ဟိုဘက်ကလည်းတိုက်ဆိုလို့ရှိရေ။เนาะ तू ရဲ့ဒီပုံရိပ်လည်းကြာမယ်။အဲစစ်ပွဲတွေလည်းရှုံးမယ်။ပြီးရင် तू အတွက်ကနလန်ထဖို့ဘလို့မှမဖြစ်နိုင်ဘူးလို့ तू ရဲ့စီဝိုင်းလမ်းကြောင်းတွေပါပိတ်ဆို့သွားမှာ။အဲ့တော့စစ်ပွဲကိုအရှုံးခံမလား။ စီးပွားရေးကိုပဲကောင်းကောင်းပြန်လုပ်ပြီးတော့ကောင်းကောင်းနှက်ပြီးတော့နေမလားစဉ်းစားလို့ရှိရတော့သူစီးပွားရေးတော့သူအထီးကခံပါဘူးထုံးမြက်နိုင်ရနော်အဲ့တော့ तू ကနတ်ဆက်ကောင်နည်းနည်းချင်းစီပြန်ပေးပါနော်တိတ်ကဆင်ပါဗျရော့အင်းဆိုပြီးတော့ပေးမှာမဟုတ်ဘူးနော်တိုက်တယ်တိုက်တယ်ရှုံးတယ်တိုက်တယ်ရှုံးရောက်ပြမယ်တိုက်တယ်ရှုံးရောက်ပြမယ်ဘာဖြစ်လို့ဆိုတော့ तू တောင်းမခံဘူးရခိုင်ပြည်နယ်ရေးကသူရှင်းမရှင်းနိုင်ဘူးမရှင်းနိုင်ဘူးဒါကြောင့်မို့လို့ သူက ERS ကိုတော့သူပေးမှာမဟုတ်ဘူးသူတမိုင်းတေကံဖြစ်မှာမဟုတ်ဘူး NASA ကကိုရှုံးသွားတာကသူ့တော့ကဟိုပိုရေးအဲ့လောက်မကြအောင်အဲ ERS စီသာနိုင်သွားလို့ရှိရင်ရခိုင်ပြည်နယ်တွေလည်းပြက်စီးသလိုသူ့အတွက်လည်းပိုရေးပြသွားမယ်ရခိုင်နေရဲ့ပိုရေးလည်းကြသွားမှာအဲ့တော့ထုံးမြတ်နိုင်ကသူစဉ်းစားထားပြီးသားပါအဲ့တော့နည်းနည်းချင်းစီတက်မတော်ကိုသူကတော့မတိုက်ပဲနဲ့ဘာပြထိုးစစ်ပြန်မစစ်ပဲနဲ့ခန်စစ်ပေးလိုက်ခန်စစ်ပေးလိုက်နဲ့နောက်ဆုံးမှာ အေအေကတက်မတော်ကိုအကုန်လုံးပြန်ပြီးတော့မှဖြစ်ပါတယ်เนาะအခုလဲကျွန်တော်ကြောက်ဖြူကိုလုံးစုံပြန်လဲထိချုပ်ဖို့ထိချုပ်ခံရနီးပါပြီဒီလမကုန်ပါဘူးကျွန်တော်ကြောက်ဖြူကိုကျွန်တော်တို့မြမတက်မတော်အလံထောင်တော့မှဖြစ်ပါတယ်ဒါလေးကိုသိစေခြင်းလို့သတင်းကောင်းလေးအနေနဲ့လာရောက်ပြောပြပေးတာပါစဉ်းစားစရာရှိတာတွေလည်းစဉ်းစားနိုင်မှုဝင်ရပေးဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မဟာဗမာကျင်းကြော်လေးပါ